နေ Okay လာမျိုးကြီးဒီဘက်ကိုလာလိုက်ဒီဘက်ကိုလာ Okay ဟောဆိုတော့အဲ့ဒဲမျက်နှာညီမမျိုးရဲ့မျိုးရဲ့မျက်နှာပုံမြင်ချင်တာပေါ့ပို့ပြီးတော့ရေးကြည့်ရ Okay Guess what ကဲဘယ်သူစမလဲအရင်မိတ်ဆက်ရမှာလားမိတ်မဆက်ဘူးဒီတိုင်းပဲမိတ်ဆက်ရင်လည်းဆက် Okay Okay မိတ်ဆက်ရမှာလားကိုကိုကိုဘယ်လိုခေါ်လဲပြီးတော့ဘာဘာလောက်တယ်လို့ပြောလဲလူအစ်စ်နဲ့တွေ့ရင် အမျိုးကြီးဒမ်မဲ့ပြည့်စုံအမျိုးပြည့်ဖြိုးဒါပေမဲ့လူတိုင်းကို introduce လုပ်လို့ရှိရင်မျိုးရဲ့မျိုးကြီးပဲမျိုးရဲ့ nickname လို့ပေါ့နော်မျိုးကြီးအိုဟိုငကိုတော့ကကြတော့မျိုးကြီးကတကယ်တော့ business ကဘယ်လိုမျိုးလဲဆိုတော့မျိုးကြီးကစာတင်တာဝါသနာပါတာ ဘယ် subject ပဲလာလာဘယ်အကြောင်းအရာကိုမဆိုသူများကိုရှင်းပြရရတာတွေအဲ့လိုတို့မျိုးကြီးတစ်ခုခုလေးလာတာပဲတိတာတစ်ခုသူများကိုပြောပြလိုက်ရတာကိုရဲ့မျိုးကြီးရဲ့ hobby ပေါ့တခါလေကျရင်ကိုစိတ်ပါဝင်စားလို့ရှိရင်သူကနေမနာညာမနာတွေစာဖတ်တာတို့စာကြည့်တာတို့လည်းလုပ်တယ်လေအခုဆိုရင်သင်တန်းနေဆိုရင်နှစ်နဲ့ချီပြီးတော့တက်တယ်ကွာအဲ့မဲ့အဲ့ဟာတွေလုတ်ခဲတာကိုမျိုးကြီးကမျိုးကြီးမျိုးကြီးတိရဲဆိုပြီးမျိုးကြီးပန်မျိုးကြီးလုံးနေလေရတာပဲဒါမဲ့မျိုးကြီးလုတ်ထားတဲ့ဟာကိုမျိုးကြီးသေသွားလို့ရှိရင်လို့သူများကိုမပေးခဲ့ရပဲနဲ့သေသွားလို့ရှိရင်နှမျောစရာကြီးလို့ဒါမျိုးကြီးရဲ့စိတ်ထဲမှာဖြစ်တဲ့ feel ရမှန်တယ် အဲ့နဲ့မျိုးကြီးကဘယ်လိုလဲဆိုတော့ဟဲ့ငါငါတိရတဲ့အကုံလုံးကာကြီးကနေအားထီတိရတဲ့အကုံလုံးဟာလူတိုင်းအများကြီးပြောစရာဟိုကလူတွေကအများကြီးရှိတော့အမြအများကြီးကိုမျိုးကြီးပြောပြချင်နိုင်မှပြောကြတယ်ဒါပေမဲ့အနည်းဆုံးတော့ကိုယ့်ရဲ့လက်လန်းမီရဲ့နေရာမှာဆယ်ယောက်ဆယ်ယောက်တယောက်ဆိုတယောက်ပေါ့နော်အနည်းဆုံးတယောက်ရှိတယောက်ကိုအနည်းဆုံးဆုံးလူကိုပြောပြနိုင်ပြောပြခဲ့လို့ရှိရင်မျိုးကြီးသေသွားရင်တော့တန်တယ်ကွာအဲဆိုအများကြီးလေးလာပြီးတော့ဘယ်သူမှလည်းမပြောခဲ့ပဲနဲ့ဒီဟာကြီးကိုသေသွားတယ်ဆိုရင်မတန်ဘူးပေါ့နော်အဲအဲ့လိုမျိုးကောင်းတယ် အဲ့အဲ့လိုမျိုးမျိုးကြီးရဲ့ခံယူခြင်းနဲ့မျိုးကြီးရဲ့စိတ်ထဲမှာအဲ့လိုရှိရယ်မြန်မာပြည်ကနေစင်ကာပူကိုအင်းဘယ်လိုရောက်လာလဲရောက်လာနိုင်မလဲ အမျိုးကြီးဘယ်လိုရောက်လာလဲဘယ်လိုရောက်လာလဲအရင်ရှင်းပြပြီးတော့တခြားမြန်မာလူငယ်တွေလာခြင်းနဲ့ဆိုဘယ်လိုလာလာနိုင်လဲလာလေအဲဘယ်လိုရောက်လာလဲဆိုတော့ပထမဦးဆုံးကမျိုးကြီးကအဲ့ဒီအဓိကကတော့ဟိုငကိုတော့ဆိုမျိုးကြီးမှာစာလုံးနဲ့ပတ်သက်တဲ့တငယ်ချင်းမိတ်ဆွေလည်းမရှိဘူးအပေါင်းသင်းလည်းမရှိဘူးပေါ့နော်ပြီးတော့နဝက်ကလည်းမျိုးကြီးတို့ចောင်းပြီးကာစားခစ်တည်းကဒီလိုမျိုး social media တွေကမရှိသေးဘူး 2014လောက်ကဆိုတော့ဟိုအဲ့တုန်းကပေါ်ကစားဆိုတော့အရင်လဲအဲ့လောက်ကြီးမသုံးဘူးအကူကပြီးတော့ကိုနဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေကလည်းမရှိဘူးစားလုံးမှာအဲ့တော့ဘယ်လိုလဲဆိုတော့အဲ့နဲ့အလန်းဝေးနေရပါတော့ဒီတိုင်းပဲနေ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 ာက်ပိုင်းကျတော့အဲ့ကိုပေးဖြစ်လာကိုပေးဖြစ်လာတော့ဒါအစကနေချီပြောပြတာပေါ့နော်ကိုပေးဖြစ်လာတော့ အဲ့ကိုဗစ်ကကောင်းချင်းသူများထွက်လဲဆိုးချင်းနေဖြစ်တယ်လို့ကောင်းချင်းနဲ့ဆိုးချင်းနဲ့ရှင်းတာပေါ့နော်ဒါပေမဲ့မျိုးကြီးအတွက်ကအဲ့ကိုဗစ်ဒီမျိုးကြီးအတွက်ဟိုလုံးဝအကောင်းဆုံးတွေကိုတည်လာတဲ့အရာတစ်ခုပဲဟုတ်လား yes လုံးဝ totally changes မျိုးကြီးအတွက်မျိုးကြီးရဲ့ငကိုယ်တုံးက life ကမျိုးကြီးအတကုံအလုံးလုံးတဲ့ထဲမှာတော့ပါ အဲမနေမနားညမနားအဲ့လိုလောလောတာကွာရန်ကုန်မနေရဆိုလဲညမနေဘက်ဆိုရင်ကုမ္ပဏီလုံးလဲလုပ်တယ်ညဘက်ဆိုရင်စာရီလိုက်တင်တယ်အိမ်နေ ው အဲ့တော့ညဆက်နေအဲ TU ចောင်းသားအဲ့ junior မျိုးကြီးတို့လို engineer ចောင်းသားတွေကိုညပိုင်းခိုင်းလိုက်တင်တာအဲ့မှာမျိုးကြီးရဲ့ life cycle ကဘယ်လိုလဲဆိုတော့နေတိုင်းကအလုပ်နေတိုင်းအလုပ်အလုပ်အလုပ်နဲ့ပဲဖြစ်နေတာဘာမှအပြင်းလန်းနေတခုမှမရှိဘူးအဲ့ချိန်မှာဘာလဲဆိုအဲ့ covid ကဖြစ်တယ် ဖြစ်တော့မျိုးရအဲ့ချိန်မှာ online ပေါ်မှာ live ကြည့်တာပေါ့နော်ဘိုင်ဘိုင်ရှိလဲဘိုင်ဘိုင်ရှိလဲကြည့်ရင်းနဲ့အဲ့ဒီဒီစာလုံးကအခုနဘင်းတင်တန်းကိုသွားတွေ့တာอืม online live တင်တင်တာတွေနည်းနည်းခက်စားလာတဲ့အချိန်မှာတချို့တို့ကအဲ့ချိန်မှာ online class ကိုစပြီးရော Facebook ကနေ free တင်တာအဲ့ချိန်မှာမျိုးရသွား join တာ သွားချိုင်းတော့တွေ့လိုက်ပြီးတော့စိတ်ဝင်စားလူတွေ join နေအိတ်တရမျိုးရအဲ့လိုတီချာလေးလိုက်တက်တယ်ပြီးရင်မျိုးရအဲ့လိုစာတင်တဲ့လူဖြစ်တဲ့အတွက်ဆရာမတွေဘက်ကလည်းခံစားတတ်တယ်ကွာ။အော်ဆရာဆိုတာတပည့်တွေကစာတင်ချာလိုက်လုံမဟိုဆရာတွေကဘယ်လိုပြောမလဲပို့ပြီးအားတက်တယ်လှုပ်ပေးခြင်းစိတ်တွေပို့ပြီးတော့များလာပါတော့နော်။အဲ့နဲ့ပဲမျိုးရတခုခုစာလုပ်တယ်ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ စာလုတ်တယ်လုတ်ပွားလို့ရှိရင်စာတွေကိုနှုတ်ရေးတယ်မျိုးရအရန်ရေးတဲ့အချင်းရှိရမျိုးကြီးမှနှုတ်စာတွေဆိုတော့အများကြီးပဲအဲ့တော့မျိုးကြီးကနှုတ်တစ်ပိုင်းရေးတယ်တေချာစာလုတ်တယ်အင်စာတွေဆိုလုတ်တယ်ဆိုရင်တချို့ကိုအင်စာတွေထက်တယ်ပြီးလို့ရှိရင်တချို့ကဒီမှာနှုတ်လေးတေချာရေးတယ်နော်ဆိုတချို့ကိုပြောတချို့က appreciate ဖြစ်တာပေါ့နော်မျိုးကြီးကိုလည်း appreciate လို့ချစ်တာပေါ့နော်အမှန်နဲ့ပင်ခင်းလာနေပြီးတော့နောက်ပိုင်းကျတော့အဲ့လိုပတ်စံပြီးပြီးတော့တက်ရတဲ့တင်တန်းတွေကိုမျိုးရတက်လာတာအဲ့အဲ့အချိန်မှာကန်စိုးကန်ကောင်းတွေအဲ့လိုအမြင်နဲ့ရှင်းနေတာအဲ့တော့အဲ့အလုတ်ကမျိုးတို့ကအဲ့ ခုတဖြစ်ကောဖြစ်လည်းဖြစ်ကောအဲမျိုးတို့အလုတ်ကအကုန်လုံးကိုဆာရနာလုတ်တယ်ဒီအဲ foreigner မျိုးတို့ legal foreigner ဖြစ်တော့မျိုးတို့တပတ်မှောင်ဖြုတ်လိုက်တယ်အဲ့တော့မျိုးတို့လည်းအလုတ်ပြုတ်ပေါ့ကွာပြုတ်ပြီးရုံမရှိသေးရမျိုးအဲ့ချိန်မှာအလုတ်ဆရှာပြီဆရာတော့နှစ်လလောက်နေတော့ရတယ် ရပြီးရောတီယိုတီယိုနဲ့လားဒါပေမဲ့မျိုးကြီးရတာမှလည်းကြားရရှိတယ်တချို့လူတွေကလူရဲ့ကန်နဲ့ဆိုင်တယ်ဟုတ်တယ်တချို့လူတွေဆိုရင်ချက်ချင်းတိတ်မကြဘူးရပ်ပိုင်းမဲ့ဥမဂိုက်လိုင်းပေးလိုက်ကြတယ်ပေါ့နော်ဘလိုဘလိုလောက်ရတဲ့ခိုင်းမဲ့ရပ်ပိုင်းနဲ့ရရတဲ့လူတွေလည်းရှိတယ်ဒါတော့လူတယောက်နဲ့တယောက်မကန်ပါဘူးမျိုးကြီးရကြတော့မျိုးကြီးကအဲ့လိုအရင်ကြီးလွယ်ကူတဲ့ကန်တော့မရှိဘူးအမစူးစားတဲ့မျိုးကြီးကသူ့ဘန်သူဘာပဲဖြစ်နေဖြစ်နေငါစူးစားမယ်ဆိုတဲ့စိတ်တော့ရှိတယ်လုံးဆရာရှိတာငါလုံးမယ်သူ့ဘန်သူရတာမရတာနောက်ဆိုတော့အဲ့တော့မျိုးကြီးနှစ်လားလောက်နေမှာမျိုးကြီးအလုရတာအလုရပြီးတော့ဒီကိုရောက်လာပေါ့နော်အဲ့တော့စာလုံးကနေပဲဟုတ် အလုတ်ရရဆိုမြန်မာပြည်နဲ့မြန်မာပြည်နဲ့အလုတ်ရှောက်တာအီးမေးနဲ့ရှောက်တာအီးမေးနဲ့ yes အီးမေးနဲ့ရှောက်တာရှောက်လို့ရှောက်တဲ့အခါမှာသူတို့ကမျိုးမျိုးအင်တာဗျူးခေါ်တယ်အင်တာဗျူးခေါ်တော့အင်တာဗျူးဖြေပေါ့နော် အဲ့တော့ဖြည့်ပြီးတော့သူတို့အမျိုးတို့က software ဖြစ်တဲ့အတွက်ဟိုဟွာနဲ့လည်းမေးတယ်နှုတ်မိနှုတ်ဖြည့်နဲ့လည်းဖြည့်ရတယ်ပြီးလို့ရှိရင်ဒီ skate တက်ပေါ့နော် software test လည်းဖြည့်ရတယ်ဖြည့်ပြီးတော့အောင်သွားပြီဆိုသူတို့ကစာလုံးကြတော့ expert ရှိရလေဟုတ်မလား expert မျိုးတို့ကို apply လုပ်ပေးရဲ approve ဖြစ်ပြီဆိုတော့မျိုးတို့ကလာတာဒီကိုတန်းလာတန်းရတယ်ပေါ့နော်အဲ့တော့ဟိုဘာမှမျိုးတို့ဘက်ကငွေကြေးအပြင်တချို့ဆိုရင်ဒီကိုအလဲလာပြီးတော့အလုရှာတာရှိရဲဆိုရင်မျိုးတို့ဘက်ကငွေကြေး အဲပထမတစ်ချက်ကငွေကြေးကုန်ကြရတယ်ဒုတိယတစ်ချက်ကစိတ်ပင်မဲ့ရတယ်ဘာလို့ဆိုအလုံးမရသေးလို့ရှိရင်မျိုးတို့ကအဲ့ကုန်ကြငွေတွေကိုဘယ်လိုလုပ်မှာလဲ yes အဲ့ဒါပြီးရင်အမျိုးတို့ကပြီးတော့ stay ရလည်းရှိသေးတယ်ဒီမှာတစ်လပဲနေလို့ရတော့အဲ့တစ်လအတွင်းမှာမျိုးတို့ရအောင်ရှာရတာအဲ့တော့သူတို့မှာ pressure တွေအများကြီးရှိတယ်မျိုးတို့ကတော့ easy ပဲလေတန်းပြီးတော့ IP letter လည်းပါလာတဲ့အတွက် in case ကိုကအသူများနိုင်ငံဝင်လာရဲဆိုတဲ့အတွက်တစ်ခါလေကြရင်ကိုကရစ်လည်းရင်မဒါလည်းခုနလိုပဲအများန်းဟိုဘယ်လိုပြောမလဲအကုန်လုံး ပုံသေးကားချက်ဖြစ်မနေဘူးကွာဒီဒီအကိုကလာတယ်တမ်းပြီးဝင်လို့ရတယ်တခါကျရင်လည်းမေးမေးရရှိရဟိုကမီဒီယာမစ်စ်မေးရရှိရဒါပေမဲ့မျိုးတို့ IP letter နဲ့လာတဲ့လူကြတော့လေသူတို့မေးမေးမဖြစ်ဘာမှမဖြစ်ဘူးဒါသူတို့ official letter နဲ့ကိုယ်ခေါ်တာဖြစ်တဲ့အတွက်ပြောမလို့ရင်ကော့ပြီးဝင်လာလို့ရတယ်ဆိုတော့ပုံစံမျိုးပေါ့အကိုကပြီးလို့ရှင်မျိုးကြီးတို့မှာဘာမှခုနလိုမျိုးဟိုလာအလုတ်ကရနေပြီလေကျင်းတည်တာပြီးသားဆိုတော့ကိုက လက်ကုံပြဿနာရမယ်လေအဲ့တော့ in case ကိုမှပြဿနာမရှိဘူးဆိုတော့ maybe ဆိုလိုချင်တာကိုမှအဲ့အချိန်မှာတပြားမှမရှိဘူးဆိုရင်တော့မှပဲကျင်းတည်အကိုကသူများချက်ချင်းငါလာရင်တော့လာလို့ရတယ်ဘာလို့လဲဆိုတော့ကိုကလက်ကုံလက်စာရတော့မှလေကျင်းတည်ပြန်ပေးလို့ရတယ်အဲပြဿနာဒီလာပြီးတော့ visit နဲ့လှူရှာရလို့ကြာသူတို့မှဟိုခုနလိုတလားမှာအဲမျိုးကြီးဆိုအမြင်နဲ့သူတို့ပြောတယ် okay အဲ့ဒီရဲ့ဟိုပေါ့နော်လာအလုတ်လာရှာမယ်ဆိုရင်ပထမတစ်ချက်ကငွေကြေးအဖြစ်တောင်းတင်းအောင်ဘယ်လိုမျိုးစီမံထားလဲပြီးရင်အဲစိတ်စိတ်စိတ်ရဲ့ဟိုပါပေါ့နော်အာငါဟိုစိတ်ထဲကြာနေလို့မရအောင်စိတ်ထဲကြာနေတယ်ဟိုခွေနေမယ်ဘာဖြစ်နေမယ်သူများပြောလို့ဝါဒီဖြစ်နေလို့မရအောင်ကိုကဘာလုပ်ချင်တာအဲ့လုပ်ချင်တာဇက်မိုင်းမိုင်းနဲ့စိတ်ထဲမှာနှစ်ထားပြီးတော့အဲ့ဟာမှာငါဒါကိုရအောင်ရရမယ်ဆိုပြီးတော့အတကုံအားကျွမ်းမှန်တဲ့ထဲ့ထားမှာ အဲ့လာကိုဟိုလိုလိုဒီလိုလိုဝေးဝေးလေးလေးလုံးလို့မရအောင်အဲစိတ်ညစ်တယ်တို့ဟာ reply မရသေးဘူးဆိုမျိုးကြီးဆိုရင်အလုံးလျှောက်တော့ကဘာလဲဆိုတော့မျိုးကြီးရဲ့စိတ်ကကြတော့အလုံးလျှောက်တယ်မလားလျှောက်တယ်ဆိုရင်သူကသူ reply လာလာမလာလာ reply အာ email email လျှောက်ရ email ပို့ရမှာကို့အလုပ် email ဆက်ရမှာကို့အလုပ်ဒါနေတူကအလုပ်လိုပဲတတ်မှတ်ထားတယ်။သူကသူ email ငါ့ကို reply ပဲပြန်လဲငါစိတ်ထဲမှာ feeling မလာဘူး။ဘာဖြစ်လို့လဲဆိုတော့ငါတချိညက်ရမယ်။ ဒါပေမဲ့ငါကစူးစမ်းနေတဲ့အတွက်ငါတရှင်ကြီးမှာရမယ်ဆိုတော့ဘယ်လိုပြောမလဲကို့မှာကို့ရဲ့တန်ထိတ်ထန်ရကွာတိကျကွာတိလားအဲ့လိုမျိုးဘယ်လိုဘယ်လိုပြောရမလဲဟိုအရင်ဝါရီဖြစ်မနေဘူးဟဲ့မရသေးဘူးငါဟဲ့ဘာဖြစ်နေလဲမသိဘူးဒါပေမဲ့မျိုးကြီးကပါလေ analysis တော့လုပ်တယ်ကိုက email ပို့တယ်တပတ်ကိုဘုံကိုလုတ်နေရပါတော့သူများကတော့ပြောနေမှာမဟုတ်ဘူး email ပြစ်ကြည့်ရဲ့ ီ email ဒီ resume နဲ့ဒီ cover letter ထားပါတော့ကိုရေးထားတဲ့ document တွေနဲ့ပြည့်ကြည့်ရတလအော်တလတော့မဟုတ်တပတ်နှစ်ပတ်လောက်ပြည့်ကြည့်ရ Okay အဆင်မပြေဘူးမလား Okay ဒါဆိုရင်ငါရဲ့ဒီ resume ကဘာအနေချက်ရှိနေလဲ ငါအီးမေးလ်ရေးတာပဲအားနေချက်ရှိလို့လားအဲအဲ့လားဆိုရင်မျိုးကြီးကဒီ resume ကိုအမြဲတမ်း update လုပ်တယ်ပြန်ချိန်းတယ်ပြန်ချိန်းတယ်အဲဒီလိုပုံစံ portfolio ဆိုလဲ portfolio ဒီလိုပုံစံမကြိုက်ဘူးဒါဆိုဟိုဟာလေးတွေထပ်ပြင်းတယ်ပြီးတော့အဲ့အချိန်မှာတော့မျိုးကြီးလဲဒီလိုမျိုးကိုယ့်ထက်သိတဲ့လူတွေရှိကိုအကြံဉာဏ်တောင်းတယ်အဲမျိုးကြီးရဲ့ portfolio လေးအဆင်ပြေရဲ့လားမျိုးကြီး resume လေးရေးထားတာအဆင်ပြေရဲ့လားကြည့်ပေးပါအောင်ပေါ့အဲအဲ့ဆိုရင်ကိုယ့်ရဲ့ senior တွေကိုယ့်ရဲ့သိတဲ့လူတွေရဲ့မျိုးကြီးတို့ guideline လုပ်ပေးဩမျိုးကြီးဒီ information လေးတော့ထပ်ထည့်လိုက်အောင်ဒါလေးလိုရတဲ့ထင်တယ်အဲအဲ့ဒါမျိုးဆိုရင်အဲ့လိုမျိုးတွေကိုလိုက်နာရတယ်ပေါ့နော် သူများပေးတဲ့အကြံဉာဏ်တွေကိုလက်ခံတယ်ပြီးရင်မျိုးကြီးအမြင်နဲ့ upgrade လုပ်တယ်အဲ upgrade လုပ်ပြီးတော့အဲ့လိုပို့တယ်ပေါ့နော်ဆိုတော့အဲအဲ့လိုဝါရီမဟိုဘလန်းငါမရဘူးငါမရဘူးဆိုတဲ့စိတ်ကိုဘယ်တော့မှမရှိဘူးအချိန်ညက်ရလိမ့်မယ်အဲငါလုံးရမယ်လုံးကငါ email ပို့မယ် email ပြန်တာရရဖို့ငါစောင့်ဖို့ပဲဒါပဲအဲ့လိုမျိုးပဲစိတ်ထားရပါတော့အဲ့တော့ဒီဘက်ကိုလာရှာရဲ့လူတွေကျတော့ခုနလိုမျိုးတလာအတွင်းမှာရအောင်ကြိုးစားရတယ်အဲ့ခုနလိုတလာအတွင်းနဲ့မရဘူးဆိုရင်သူတို့ business လာတဲ့လူတွေကျတော့တချို့ကျတော့ extension ရရဲ့ဒီမှာလေ ပတ်ကတလ extension တွေပါရရတယ်ဆိုရင်တော့အိုကေနှစ်လအတွင်းမှာငါတို့ရပြီပေါ့နော်နှစ်လအတွင်းမှာရအောင်လုံမလားတလအတွင်းမှာရအောင်လုံမလားအဲအဲ့တလအတွင်းနှစ်လအတွင်းမရဘူးဆိုရင်အဲ့နှစ်လမှာရင်းနှီးထားတဲ့ပတ်စံအောင်ငါတောင်းခံနိုင်လားอืม အဲတချို့ဆိုရင်အဲ့လိုမျိုးဒီစိတ်နာဝါတာပေါ့နော်ဟုတ်တယ်ပြည့်မလားအာပတ်စံနေလက်နှလားလောက်ကုန်တဲ့လောက်ကလည်းမရဘဲနဲ့ပြန်သွားနောက်ဘယ်တော့မှမလာကျင်တော့တဲ့စိတ်မျိုးဖြစ်တာမျိုးကြီးလည်းမျိုးစုံပေါ့နော်ရှိကြတယ်ဒါပေမဲ့အဲ့လိုမျိုးစိတ်ထားလို့မရဘူးပေါ့နော်อืมနင်းမင်းဆရာရှိရအဲ့အကြောင်းอืมအဲ့တော့ interview ရတော့မှဒီလို line ပို့ပို့ကောင်းလားဒါမှမဟုတ်ဒီအရင်လာပြီးတော့ရှောက်တယ်အဲ့တော့နှစ်ခုกว่าခြားချက်ကခုနလိုမျိုး email email ပို့ပြီးတော့လည်းရတယ်လူတွေအများကြီးပဲอืมဒီဘက်ကိုလာပြီးတော့မလရတယ်လူတွေလည်းအများကြီးပဲ အဲ့တော့ဘာလဲဆိုတော့မျိုးကြီးအမြင်ကတော့ပြင်ဆင်မှုနဲ့စူးစမ်းအထုံးမှုနဲ့ဆိုင်တာလို့ထင်တာပဲဒီကိုလာတဲ့အခါကျရင်အားသာချက်ကဘာရှိလဲဆိုတော့ဒီကိုရောက်နေတဲ့အတွက် တချို့တွေကြတော့ working interview ခေါ်လို့ရှိရင်လွယ်ကူကူပြီးရင်သူက address တွေမှာလည်းမာဒီမှာရှိနေတဲ့ဟိုမှာ email ပို့လို့ရှိရင်ငါဒီမှာရှိနေတယ်ပေါ့နင် every time အချိန်တိုင်းမှာငါ့ကိုဒီဟိုဟိုဟာပေါ့နော်ဟို interview ခေါ်လို့ရတယ်ဘာညာထည့်ရတဲ့တော့အော်သူတို့မှာရှိတာပဲဆိုပြီးမြန်မြန်ဆိုရန်ခေါ်တာရှိတယ်တချို့ကြတော့အာ တချို့ကုမ္ပဏီတွေကကြတော့ဒီလိုမျိုးဒီโอလာပြီးတော့ဒီမှာရှိနေတဲ့လူခေါ်ရတာကြိုက်တယ်ဟုတ်တယ်တချို့ကြတော့ leave it ဘာဖြစ်လို့ဆိုတော့တချို့အခုဆိုမျိုးတို့ကုတချို့ကုမ္ပဏီတော်တော်များများဆိုရင် physical interview တော့မရှိတော့ဘူးအဲ့ဒီ covid covid ကာလလွန်သွားတဲ့ရလူတွေက online platform အဆင်ပြေသွားပြီ online platform အရင်သဘောကြရဘာလို့ဆိုတော့သူတို့အချိန်ပေးရတယ်အချိန်ရခဏလေးပဲပေးရတယ်ပြီးတော့ view ဆရာရှိတာ view တယ်ကြိုက်တယ်ဆိုရင်ခန့်လိုက်တာပဲ physical ပဲတွေ့တွေ့ online မဲ့တွေ့တွေ့ဒါပဲအဲ့တော့ တချို့ company တွေဆိုရင်ဘာမှတော့မှပဲ physical အခုမျိုးကြီးနောက်ဆုံး company ဆိုရင်လုံနေတဲ့ company ဆိုရင်မျိုးကြီးတို့ interview အခုအလုပ်ရသွားတယ်အလုပ်ရတဲ့ဒီ company တောင်တစ်ခါမှမသွားလိုက်ရအောင်အကုန်လုံးက online process နေပဲအကုန်လုပ်သွားတယ်အဲ့တော့ဟိုဒီကိုကအလုပ်လျှောက်တဲ့နေရာမှာမျိုးကြီးအမြင်မှာတော့လူကကိုဘယ်လောက်ပဲတော်တော် ကိုကိုကသူကမသိဘူးမသိရတဲ့အတွက်ကိုရဲ့ကိုကိုကို marketing လုပ်လို့ရတာကအဲ ဘာလဲဆိုတော့ resume နဲ့ portfolio ပဲ resume portfolio အဲ့တော့ resume portfolio ကောင်းကောင်းလုပ်ပြီးတော့အာကိုကပြပေါ့နော်ကိုဘလောက်လုံးနိုင်လဲဆိုတော့ပြအဲ့တော့မှသူက impress ဖြစ်ပြီးတော့ဒါကိုကြည့်ပြီးတော့မှသူကခေါ်မှာအဲ့ကြမှာ interview ကြမှာသူကနောက်တစ်ဆင့်ကိုရဲ့လုတ်ကင်နိုင်တာကိုထုတ်ပြပေါ့နော်အဲအဲ့လိုမျိုး step by step ထုတ်ပြနိုင်မှာအဲ့တော့အခုအခုဒီလိုအခြေဒီလိုအကာလမှာတော့မျိုးကြီးရနှစ်ခုစလုံးကတကယ်တော့ဘလို့ပဲလာဘလို့ဒီလိုလာပဲလုံလုံဟို online ပဲရှာရှာ okay fine အဆင်ပြေတယ်။ဒါပေမဲ့ဒီလိုလာရင်ခုနလိုမျိုး working interview လွယ်တဲ့အတွက်တချို့ကုမ္ပဏီဒါကုမ္ပဏီပေါ်မှာလည်းမူတည်တာကိုရဲ့တိလား။အကုန်လုံး fix ပြောလို့မရအောင်။အင်း။အဲ့တော့ငွေကြီးကခုနလိုကိုယ့်ဘက်ကို ACC လေးနဲ့ဟိုဘက်ကနေပဲ try နေမယ်ဆိုရင်တော့ try လို့ရတာပဲဟိုဘက်ကနေပြီးတော့။ခက်နံပါတ်1ကနေရာပြောင်းခြင်းနေ။ဒီဘက်ကလာ။ဒီဒီတီတိုင်းကော။ Oh, oh, လင်းဝိုင်းလက် လက်မဟုတ်လက်လက်ပြောင်းခြင်းလက်ညောင်းလို့။ Now interview အကြောင်းခဏနည်းနည်းပြောပြပါ interview တွေပါလေလုတ်တဲ့အခါစကားပြောတာမှာပေါ့ကောင်းကောင်းရှင်းပြရရမယ်ကိုကိုကို မိတ်ဆက်ရမယ် firstly ကဘာလဲဆိုတော့အအဓိကကဘာလဲဆိုတော့ကြောက်တဲ့စိတ်ကိုဖယ် yes လူတွေကတခုနဲ့လက်စီတန်းမှာကိုမြင်နေရတယောက်နဲ့ဘာမှမလုပ်ရသေးဘူးကြောက်နေတာနဲ့နေကိုယ့်ရဲ့ energy ရဲ့သုံးပုံတပုံတော့ကကုန်သွားပြီအဲပြောတဲ့ပြောထိုက်တာလည်းအကုန်လုံးကမေ့သွားတယ်။ဟုတ်တယ်။ Yeah အဲ့တော့ဟိုဟာအဲ မျိုးဟိုမျိုးကြီးဆိုဘယ်လိုလုပ်လဲဆိုရင်မျိုးကြီးကမှန်ကြည့်စကားပြောတဲ့အချင်းရှိတယ်။အဲစာတွေဘာတွေအဲ့လိုမျိုးစာတွေဘာတွေလေ့လာလို့ရှိရင်လေစာတွေဘာတွေကြက်တယ်မလားငငယ်တုန်းကဟိုအကြောင်းတွေဘာတွေတက်တုန်းကစာကြက်တယ်ဆိုမျိုးကြီးမှန်ထားပြီးတော့အဲ့လိုတယောက်တည်းစကားရပြီးအဲ့လိုသူများကိုစာရှင်းတယ်လို့မျိုးလုပ်ပြီးတော့စာကြက်တာကွာ။ရန်ကောင်းတယ်။ Yeah အဲ့လိုမျိုးဆိုတော့တိတ်ပြမကြောက်ဘူးပေါ့နော်။အဓိကတော့ကြောက်စိတ်ကိုလျှော့ပြီးတော့ပြီးရင်ကိုပထမတစ်ချက်ကကြောက်စိတ်လျှော့ဒုတိယတစ်ချက်ကဘာလဲဆိုတော့ကိုဘာအာရလေရတဲ့ဟာကိုပိုင်ပိုင်နေနေပြောတတ်အောင် practice လုပ်ပြီးရင်အင်္ဂလိပ်စာဆိုမျိုးကြီးဘယ်တော့တောင်နော်ဘယ်သူနဲ့မှမျိုးရဲမှာမပြောအမြဲတမ်းကိုနဲ့ပဲရှင်းပြောတယ်မျိုးကြီးဆိုရင် BE ကျောင်းပြီးသွားတဲ့အထိရန်ကုန်ရောက်လာတယ်2015 2016ပေါ့နော်အဲ့မှာရောက်တယ်အင်္ဂလိပ်စာတလုံးမှမပြောတတ်ဘူး တလုံးမှမပြောတတ်ဘူးဒါပေမဲ့ရေးတတ်တယ်ကွာအကြောင်းမှတော့တင်တဲ့ dread ဒီ tense တွေပါညာအကုန်သိရအင်္ဂလိပ်ရဲ့အခြေခံသဘောတရားတွေဒါပေမဲ့ဗဇက်ကတလုံးမှမထွက်ဘူးသိလားဘာလို့ဆိုတော့တလုံးဆိုတလုံးမှမထွက်တာနော်အကိုဘာလို့လဲဆိုတော့မျိုးကြီးတို့ငငယ်လေးတွေကဘာမှမပြောခဲ့ရအောင်အကြောင်းမှလည်းမပြောခဲ့ရအောင်ဘာမှမပြောခဲ့ရအောင်ဆိုတော့တလုံးမှမထွက်ဘူးအဲ့တော့ဒီရောက်ရန်ကုန်ရောက်မှအဲ့လိုပဲမျိုးကြီးတို့ရန်ကုန်မှာဆရာကြီးဥမြကြိုင်ဆိုရရှိရအဲ့အဲ့တင်တဲ့အနေနဲ့ yes အဲ့မာတင်မျိုးကြီးရဲ့ဆရာရဲ့လက်ဦးဆရာပဲမျိုးကြီးအဲ့မာတင်အင်္ဂလိပ်စာတက်လာတာအဲ့အင်္ဂလိပ်စာပြောတတ်တာပေါ့နော်ဒါပေမဲ့မျိုးကြီး professional တော့မဟုတ်ပါဘူးဒါပေမဲ့ပြောတတ်တယ်ပေါ့နော်ဆိုတော့အဓိကပါလဲဆိုကိုပြောချင်တဲ့ဟာအဲ့အချိန်မှာပါလဲဆိုတော့မျိုးကြီးရဲ့နောက်တစ်ခုပေါ့နော်အဲနောက်တစ်ခုတစ်ကွာနော်ပါလဲဆိုတော့မျိုးကြီးကအင်္ဂလိပ်စာဘယ်လိုမကြွအောင်နော်ဒါပေမဲ့မျိုးကြီးပြောချင်တဲ့ဟာအကုန်လုံးမျိုးကြီး write down လုပ်ထားတာ write down လုပ်ပြီးတော့အဲ့ဟာ repeat and repeat အတကုံတွက်နေအောင်ပြောတာညင်းဒါပဲညင်းရှင်းတယ်ဘာလို့လဲဆိုတော့ဒီလားမျိုးကြီးတို့အထွက်ကနောက်မှပြောတတ်တာတွေမပြောတတ်တာတွေအလုပ်ထဲရောက်ဝင်သူကသူပြောသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီ interview မှာကိုယ် impress ဖြစ်ဖို့က အဓိကနဲ့ကိုဘလို့ပဲအ ਨੇ ဆုံးတော့အကိုကကိုဘာတွေပြောရမလဲဆိုတဲ့ဟာတွေကိုတီးတင်းတလောက်မေးအင်တာဗျူးမှာဘာတွေဖြေတတ်လဲဘာတွေမေးတတ်လဲဆိုတဲ့ဟာတွေကိုကိုရဲ့စီနီယာတွေကိုရဲ့ဖြေဘူးတဲ့လူတွေရှိရမေးမေးပွားလို့ရှိရင်အော်သူဒါတွေတော့ဖြေတတ်တယ်ပြီးလို့ရှိရင်လည်းအခုခေတ်ကြီးမှာလွယ်လွယ်လေးဟိုအွန်လိုင်းမှာအင်တာဗျူးမေးခွန်းနေဆိုရိုက်ချလိုက်အများကြီးရှိတယ်အဲ့လားတွေအကုန်လုံးဒလွတ်တက်ရအောင်ကြက်လွတ်ရအောင်ကြက်အဲ့ဒါပဲဒလွတ်တက်အတကုံလွယ်လွယ်တယ် easy အရန်အတကုံအဲ့ဟာတွေပြီးရင်မျိုးကြီးရဲ့ ီးတော့ခုနကတော့မျိုးကြီးပြောတဲ့ portfolio ဆိုရှိရလေအဲ့ portfolio မှာစီထားတဲ့ကိုယ့်ရဲ့ portfolio မှာထည့်ထားတဲ့ဟာကို तू ကမေးမှာပဲလေအဲ့တော့ကျင်းတည်တာတော့အဲ့ကာကြီးကနေအဆုံအကုန်မမေးရင်တော့မကိုထောက်မေးနိုင်တယ်ဘာလဲဘာလဲဘာလဲအဲ့ဘာလဲကိုကထည့်ထားတဲ့ဟာမှာဘာလဲဆိုတော့မပြောနိုင်ရင်သွားပြီဘာတွေထည့်ထားတာလဲဆိုတော့ကိုသိရမယ်အဲ့တော့မျိုးကြီးကဘာလဲဆိုတော့အဲ့ portfolio တစ်ခုလုံးကိုအစာဆုံးအကုန် write down ရေးထားတာငါဘာပြောချင်လဲဆိုတော့ရမ်းမိုက်တယ် အဲ့တော့အစနေစပြီးတော့ငါတော့ဘာဘာဘာဒီပုံလေးကဘာဘာဘယ် project ကမှဘာလုပ်တာဘာတွေကဘာလုပ်တယ်ငါ responsibility ကဘာဘသူ့ကိုငါဘယ်လိုဘယ်လိုလုပ်ခဲ့ပါတယ်အဲ့ဒါကြီးအကုန်လုံးကိုမျိုးကြီးအနေနဲ့အင်္ဂလိပ်စာလက်တန်းမထွက်ဘူးအဲ့အချိန်မှာနော်အဲ့တော့ဘာလဲဆိုတော့မျိုးကြီးစိတ်ကစိတ်လေးနဲ့အော်ဒါလေးကိုငါဘယ်လိုရေးမလဲငါဘယ်လိုရှင်းပြမလဲဘာဘယ်လိုဘယ်လိုရှင်းပြမလဲဆိုတော့ဟာကိုစာနဲ့ချရေးတာရယ်စာနဲ့ချရေးပြီးတော့ဘာလို့လဲဆိုတော့မျိုးကြီးအလောက်ပဲအချိန်ကြီးနဲ့ကြာတယ်ဒါပေမဲ့ဘလောက်ပဲအဲ့အဲ့ဒါကဘာလဲဆိုတော့ planning ပေါ့နော် planning နဲ့ practice ပေါ့ plan นี่မျိုးရ plan นี่အရန်ကြိုက်တယ် plan นี่လောက်ရတာအဲ့တော့ plan นี่လောက်ထားတဲ့အတွက်အဲ့လောက်ဘယ်လောက်ပဲလေ့ကျင့်ထအောင် lose ရာဘယ်လောက်ပဲဟိုမျိုးကြီးတို့လည်းမကြောက်တတ်ဘူးဆိုရင်အနည်းတော့ရှိတယ် right ဆိုတော့မျိုးကြီးတရားရာခိုင်နှုန်းလောက်ထားမှ80လောက်ထောက်ဟုတ်ပါမျိုးကြီးအဲ့လောက်အကုန်လုံးခြာရေးထားတယ်စာရွက်5ရွက်ခြာရေးလုံအောင်စဲတရွက်တရွက်လုံးတရွက်စာလောက်ထွက်ဖို့တောင်မှပဲမျိုးကြီးတို့တကယ်ပြောတဲ့အချိန်ညာထွက်ချင်မှထွက်မှာဒါပေမဲ့စဲရွက်လောက်ရေးထားမှတရွက်အတော်ပဲဟုတ်တယ် right ဲ့တော့မျိုးကြီးကအဲ့လိုချရည်တာမျိုးကြီးမှဆိုရင်မျိုးကြီးအဲ့လိုမျိုးချရည်ထားတော့မှအများကြီးပဲပြီးရင်တချို့မိကုန်းနေဆိုရင်တော့နော်တချို့ဆိုင်နေကွန်မွန်ကွန်မွန်သုံးနေမိကုန်းနေပါလေဆိုမျိုးကြီးတငယ်ချင်းနေစားအကုန်လုံးရေးပေးထားတာမျိုးကြီးတငယ်ချင်းနေတငယ်ချင်းတို့နင်တို့အင်တာဗျူးသွားလို့ရှိရင်ဒီမိကုန်းနေနော်မေးတတ်တယ်ဒါကွန်မွန်ကွန်မွန်ပဲဒါပေမဲ့အဲ့ဖြေတဲ့နေရာမှာမျိုးကြီးက copy paste တော့မဟုတ်ဘူး reference ပေါ့မျိုးကြီးရဲ့စိတ်ထဲမှာရှိတဲ့ဟာနဲ့မျိုးကြီးတကယ်ရဲ့တကယ်အတွင်းနေရဟာကိုမှီညမ်းပြီးတော့ဖြေတာပေါ့နော်အဲ့တော့တယောက်နဲ့တော့တူချင်မှတူမယ်ဒါပေမဲ့ငါဖြေထားတာဒါတွေဒါတွေသူတို့ပေးထား နင်တို့သုံးနင်တို့လာရင်နင်တို့အင်တာဗျူးတွေပါရှိရင်ဒါသုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပေးတယ်။အာညိုရီနားထောင်ရအရင်အားတက်တယ်ဟုတ်လားတကယ်တကယ်လားတကယ်အရင်အဲအရင်ကြိုက်တယ် energy ရှိလားအရင်ရှိတယ်ကဲနောက်ဆုံးမပြီးခင်အင်းစင်ကာပူမှာအခုပျော်လားပျော်တယ် မျိုးကြီးကငိုတဲ့ကဘာလဲဆိုတော့ system ကြပြီးတော့အဲ့လို season ရှိတာတို့တန်တာတို့အရင်ကြိုက်တယ်လူအရင်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့လူရဲ့မွေးဖွားလာတဲ့ပုံစံမျိုးကြီးရဲ့ background ဘယ်မှာမွေးရလဲမျိုးကြီးက AI တိုင်းဟင်္သာရဟိုပါဘို့ဟို အရန်တော်လဲမကြဘူးမြို့ဟိုမြို့ဟိုပါဘော city မဟုတ်ဘူး town လေးပေါ့အဲဒါပေမဲ့မြို့ကြီးတို့အဲ့လိုမျိုးနေလာရတဲ့ဟိုဟာတွေကမြို့ကြီးကစိတ်ရဲတယ်ငိုလုံးကတော့စိတ်ရဲတော့အခုလည်းမချမ်းသာပါဘူးငိုလုံးကဆိုပေမဲ့အဲ့လိုမျိုးဆိုတော့ဟိုကိုနေချင်းနဲ့ငငယ်လေးရတလားမြို့ကြီးရဲ့ဟို jeans ကအဲ့လိုလာတာလားဘယ်လိုလဲတော့မသိဘူးเนาะဟိုအဲ့လို အင်ကြီးအဝတ်စားလေးရဆိုအော်ငါပေါ့နော်ငါပတ်စံချနိုင်ဘလို့လေးဝှစ်ချင်တာအဘလို့လေးနေချင်တာဆိုတဲ့ဟာလေးရှိတယ်အဲ့လိုမျိုးလေးအတိုင်းဖြစ်အောင်လို့စူးစမ်းတဖြည်းဖြည်းနဲ့စူးစမ်းယူရတာပေါ့နော်အဲ့တော့မိသားစုမျိုးကြီးပြောချင်တာလေမိသားစု background လုံနိုင်လို့ရှိရင်လေကိုကစူးစမ်းအထောက်အမှုတစ်ခုပဲလိုတာဒီလားမျိုးဒီမိသားစု background မရှိရလို့ကလေသူများကတလန်းလောက်နဲ့တက်သွားတဲ့အချိန်မှာ၁၀လန်းလောက် အတော့ကုန်ယုံရတာယုံတော့မှအဲ့ step ကိုရောက်တာ10ဆယ်စားလောက်ယုံပြီးတော့မှအဲ့ step တစ်ခုကိုရောက်တာအဲ့တော့အဲ့လိုမျိုး background ရှိပြီးသားလူတစ်ယောက်ကိုမျိုးရလေစ조사စေချင်တယ်တလားဘာလို့ဆိုသူတို့ကကိုယ်မှစ조사မှုတစ်ခုပဲဆိုက်ရတာကွာအဲ့တော့အဲ့ဟိုဘယ်လိုလဲခုနကလိုမျိုးနေထိုင်မှုပုံစံနေ ကဟိုနေတစ်ခုရဲ့နေတိုင်းမှုပုံစံအဲ့တော့နေကနေရန်ကုန်ရောက်လာတယ်ဆိုတော့ရန်ကုန်မှာ step တစ်ခုတက်သွားတယ်ဆိုတော့ပြီးရင်ကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်တာလည်းဆိုင်တယ်မျိုးကြီးကအဲ့လိုမျိုးတငယ်ချင်းမိတ်ဆွေတွေပေါင်းလို့ရှိရင်ကွာဟိုလိုလူမြလူတန်းကခွဲခြားတာမဟုတ်ဘူးเนาะဒါပေမဲ့ကိုကိုဘလူကဟိုဟာကောင်းတာတွေညွှန်ပြနိုင်လေပြီးလို့ရှိရင်လူကောင်းနေမိတ်ဆွေကောင်းနေနဲ့ကိုကလည်းတွေးဆောင်ခဲ့တယ်လို့မျိုးကိုကလည်းရွေးချယ်တယ်အဲ့တော့တွေးဆောင်တာနဲ့ရွေးချယ်တာနဲ့ရှိရကွာ ရွေးလဲရွေးချယ်တယ်တွေးလဲတွေးဆောင်တယ် yes အဲ့လိုမျိုးဆိုတဲ့အတွက်အမ်အဲ့ဒီအဲ့လိုမျိုးလူတွေနဲ့တွေးခဲ့ရတော့ကိုယ်ကိုလည်းတချို့မကောင်းတဲ့အရာတွေဆိုရင်ပြုတ်ပြင်းပေးရထိမ့်သိမ်းပေးရလိုက်နာရတယ်ပေါ့နော်ပြီးတော့လူနေထိုင်မှုပုံစံအဲ့တော့ရန်ကုန်မှာရန်ကုန်မှာနေအော် level တခုဖြစ်သွားပုံမှန်ကျင်းနေတာတော့မျိုးကြီးနေရတက်လာတာတုံးကနေရန်ကုန်နဲ့ကတော့ကျင်းနေပြောင်းလဲသွားတယ်စိတ်နေစိတ်ထားတွေနေထိုင်မှုပုံစံပြောပုံဆိုပုံ အကုန်လုံးပေါ့နော်အဲ just step အဲ့တော့ဒီကနေပြီးတော့ဆာလုံးကိုရောက်လာရောက်လာတဲ့အချိန်မှာဒီမှာရှိတဲ့စီကန်ရှိမှုစီကန်ရှိရနေတဲ့အဲ့တော့ကိုနေခြင်းတဲ့ပုံစံနဲ့အဲဟိုဟာဖြစ်တယ်တော့သူများနဲ့သူများတော့မတူးနော်သူများရတော့ဆာလုံးမှာအဲ့လိုအရင် struck struck ဖြစ်လို့တို့ဘာလို့လို့ရှိရပေါ့နော်တောင်းတောင်းမတူးဒါပေမဲ့မျိုးကြီးကဆာလုံးကိုပျော်တယ်ဆာလုံးမှာနေရအမျိုးကြီးကဘာလို့ဆိုတော့ မျိုးကြီးရဲ့တိုက်ကအမြဲလှုပ်ရှားနေရတာကြိုက်နေတဲ့လူဆိုတော့ဒီနဲ့ကြိုက်နေပါတော့ဒီမှာတခုမဟုတ်တခုလုံးနေရမယ်ပြီးလူတိုင်းကိုကြည့်လိုက်လို့ရှိရင်လေလူတိုင်းက active ဖြစ်တယ်လူတိုင်းကစူးစမ်းနေကြတယ်မျိုးကြီးမြင်ရဲ့အမြင်ပါနော်လူတိုင်းကအကုန်လုံးကြည့်လိုက်လူတိုင်းကမိမ့်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 နဲ့ဟိုဘယ်လိုလဲစွေးငွေနေရမရှိဘူးထိုင်ငေးနေရမရှိဘူးကွာအများစုကိုပြောတာနော်အလူတိုင်းကစူးစမ်းနေရမနှမိုးလင်းနာနေအကုန်လုံးကယုံလာလွှားနေရတော့ဒါမဲ့ မျိုးကြီးအခုပြောတာကမျိုးကြီးငယ်လို့လို့ပြောတာလည်းဖြစ်ချင်းနည်းနည်းအရန်တော့မငယ်သေးပါဘူးအသက်အသက်ပိုင်းရဲ့အခြားတစ်ခုနဲ့တော့နည်းနည်းလေးတော့ငယ်သေးရပေါ့နော်အဲ့လိုမျိုးအချိန်မှာပြောလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့မျိုးကြီးအဲ့လိုမျိုးအခုဒီမှာလုံနေတဲ့ life style ကိုကြိုက်တယ်ပြီးတော့အော်တန်နေနေရတာတန်တန်မြင်မြင်ရှိရဲစီကန်းရှိရဲအဲ့လားကြီးကမျိုးကြီးကအရင်ကြိုက်တာပေါ့နော်အခုချိန်မှာမျိုးကြီးကိုသွားနေလို့ပြောလို့ရှိရင်မျိုးကြီးမနေနိုင်မျိုးကြီးရှိမျိုးကြီးရဲ့နေပစ်ထောင်ပေါ့နော် ကျင်းတယ်အဲ့100%မနေနိုင်ဟုတ်တာပေါ့နောက်ဆုံးရောက်တာဘယ်တော့မှာလဲငါမျိုးကြီးရောက်တာတိတ်မကြသေးဘူး2000ဟောဘယ်ဟိုရောက်တာလဲဟိုရောက်တာအိမ်ဟိုလားအိမ်ဟိုမျိုးရရန်ကုန်ရောက်တရလဲတော့မျိုးရနင်းနေတော့လူထူးစံတော့မျိုးကြီးရရန်ကုန်ရောက်တရလဲရောမပြန်အောင်အိမ်ဟိုတနှစ်ကိုတစ်ခေါက်သုံးဖို့နှစ်ခေါက်ပဲပြန်တာโอเคအဲဆိုတော့မျိုးကြီးနောက်ဆုံးကစာလုံးမလာခင်အဲတပတ်လောက်နေတော့ဗောနော်အိမ်ခဏပြန်တယ် အဲဂျားထဲမှာခုဖ်တွေဖြစ်တော့လည်းမျိုးရေမပြောင်းနေဟိုပါဆိုတော့ကိုဗစ်ဖြစ်တရဆိုတွေ့19 20 3နှစ်လောက်မပြောင်းနှစ်နှစ်3နှစ်လောက်ပေါ့အဲပြီးတော့စာလုံးလာခဲ့ဂျာကုန်းထွက်လာတယ်ဆိုတော့လေထွက်လာပြီဆိုတာနဲ့အိမ်ခဏပြန်လိုက်တယ်ပြန်ပြီးတော့အဲမိဘနဲ့တွေ့ပြီးတော့ပေါ့နော်မိမိသားစုနဲ့တွေ့ပြီးတော့ပေါ့ခုခေတ်က video call ခေတ်ကသွားစရာမလိုတော့ဘူးပြီးတော့မျိုးကြီးတို့ကဟိုဟာចောင်းပီးတွေက ခွဲပြီးသွားပြီလေ ကျောင်းပြီးလေးတွေကအိမ်ကထွက်လာတာဖြစ်တဲ့အတွက်မျိုးရိုးတို့အတွက်ကဟိုတချို့လူတွေကတော့ရှိမှာပေါ့နော်မျိုးရိုးတို့နားလေပါတယ်တချို့ကျတော့လေမိသားစုနဲ့အရန်တသက်ဝန်ဝန်နေကြတယ်ရုံးက family type ကအရန်သိရမလားအဲ့လိုမျိုးအရန် close ဖြစ်ပြီးတော့နေတဲ့လူတွေကြတော့ဒီကိုစလာတဲ့ချက်ကြတော့ home sick ဖြစ်ကြရပေါ့နော်မျိုးရိုးတို့ကျတော့ငယ်လေးတွေကသူ့လိုလိုလဲဟိုအိမ်မှာနေရတဲ့လဲသူ့လိုကိုလိုကိုလိုကိုလိုလုံးဆရာရှိရလုတ်တယ်အဲ့လိုအရန်ကြီးကွာဟိုလိုမျိုးမနေတော့မျိုးရိုးတို့အတွက်ကဒီတိုင်းပဲပုံမှန်ပဲ ပြီးတော့အခုခင်ဆိုပိုတော့လွယ်သွားတယ်ငကိုတော့ဆိုဖုန်းအောင်မှပြောဖို့မလွယ်ဘူးလေအခုဆိုရင်မှနေတိုင်းဗီဒီယိုကောပြောလို့ရတယ်ဆိုတော့ very easy လေဘာမှအလိုက်ယိုလေဒရမာလုပ်နေစရာလည်းမရှိတော့ဘူးလေအခုခေတ်တော့ဟွန်းအိမ်လွမ်းနေဘာဖြစ်တယ်ရောက်ရဲဆိုတော့တွေ့နေရပဲအိမ်မှတွေ့တော့လည်းဒါပဲပြင်မှတွေ့လည်းဒါပဲမျိုးကြီးဟာကိုပြောတာနော်ဒါပေမဲ့တယောက်တယောက်တော့မတူဘူးတယောက်ကတော့လည်းတချို့ကျတော့လည်းထွေးပတ်တာကြိုက်တယ်အဲ physically touch ဖြစ်နေရကြိုက်တာမျိုးလည်းရှိကြပါဘောနော်ဒါပေမဲ့မျိုးကြီးတို့ကတော့မလို့ တဲ့မျိုးကြီးမျိုးကြီးတွေကမျိုးကြီးကနည်းနည်းလေးမာကြောတယ်ထင်ပါတယ်နည်းပါတယ်ကဲနောက်ဆုံးနောက်ဆုံးနောက်ဆုံးမေကွန်းကမေကွန်းနဲ့ရမ်းရတယ်အဲပြောတာပြောတာရမ်းရတယ်အခုလာမဲ့အဲ၃နှစ်၅နှစ်ตรงเล็ง5เนี่ยมาบายีอยู่ถ้าละกูเบซีซิงมีมาเว้ยเนมรู้ซินซ่าละตะชาเนี่ยซินซ่าละบาริซินซ่าถ้าละกูอกูอ่ะจ้ะรอเอ่อปฐมตะชะก็อุ๊มากูနိုင်ငံกูปฐมอธิกะก็บาเลยสออย่าๆ စင်ကုန်နဲ့မူတည်များမဟုတ်ဘဲနဲ့ကိုယ်နိုင်ငံနဲ့မူတည်များမြို့တို့နိုင်ငံမကောင်းတဲ့အတွက်အခြေအနေမကောင်းအခုလောဆယ်မကောင်းနေဘူးနော်ဘာဖြစ်နေမှမသိတဲ့အတွက်အဲ့ဒီနေရာမှာမြို့တို့သွားနေဆိုရင်အခုချိန်မှာမနေနိုင်တော့မနေနိုင်တဲ့အတွက်မြို့တို့ကနိုင်ငံပြောက်တယ်လို့ဖြစ်နေပါဘောနော်ဘဝကြီးကအဲ့လိုဖြစ်နေတော့အတိဒီမှာစာလုံးမှာမြို့တို့ပညာရက်တစ်ခုနဲ့ပဲဖြစ်ဖြစ်ကိုယ်ပိုင်ကိုပညာပဲဆက်ရှာမလားအလုပ်ပဲစူးစမ်းငွေလဲရှာလို့လဲတင့်တင့်နဲ့ငွေကြေးတစ်ခုကိုရနိုင်တယ်မျိုးတို့စူးစမ်းရင်စူးစမ်းသလောက်အဲ့တော့မျိုးတို့ပတ်စံရှာလို့ရနေပြီကွာကို့ ိုရှားတဲ့ပတ်စံကိုကိုရဲ့မိသားစုကိုပို့မယ်ကိုအတွက် stable ဖြစ်မဲ့နေရာတစ်ခုကိုတိဆောက်မယ်တိလားတိဆောက်ပြီးတော့မျိုးတို့အချိန်မီပြန်ပြီးတော့အေးစင်းနေပြန်နေလို့ရတယ်ပြီးလို့ရှိရင် business တစ်ခုကိုလုပ်မလားဒီဟာတွေပေါ့မူတည်ပြီးတော့ဒါပေမဲ့ပြဿနာပါလဲဆိုတော့ကိုနိုင်ငံကအာ stable မဖြစ်တဲ့အတွက်မျိုးတို့မှာထက်စင်းစားရတာပြဿနာဟဲ့လေအဲ့တော့မျိုးရိုးပါလဲဆိုရင် okay စာလုံးမှာကျတော့လေရေရှင်မှာငါတို့ပြရလဲဖြစ်နိုင်ကြည်ရနေတယ် အဲရည်ရှင်နေဖို့လည်းအဆင်ပြေလားမပြေလားမသိဘူးပေါ့နော် in case ဆာလုံးမှာကြတော့တကူကပါလဲဆိုတော့မျိုးတို့ကအလုံးရှိနေပတ်ရှိနေမှာအလုံးရှိပတ်မရှိပဲနဲ့လူဆိုတာပြောလို့မရဘူးကွာ case တခုခုကြောင့်မလို့အဲ့လိုမျိုးမရှိတော့ဘူးဆိုဘယ်လိုလုပ်မလဲအဲအဲ့ဒါကြီးအတွေးရတော့မျိုးတို့ကငွေအခုတော့မျိုးကြီးရဲ့စဉ်းစားတာတော့ပေါ့နော်အခုနိုင်ငံကြီးကလည်းကိုယ့်ရဲ့အခြေအနေကလည်းဘာမှမသိတော့အခုဘာလုပ်မလဲဆိုရင်မျိုးကြီးရဲ့လက်ရှိ force ကကဘာလဲဆိုရင်မျိုးကြီးရဲ့ target ငွေမျိုးကြီးဘယ်လောက်ရအောင်စုမယ် อืมလှုပ်ကြိုးစားမယ်ဖြစ်စရာရှိတာကိုဖြစ်နေမယ်ကြိုးစားနေမယ်ပြီးရင်ပတ်စံစုမယ်ပတ်စံစုပြီးတော့မျိုးကြီး target တစ်ခုရလို့ရှိရင်မျိုးကြီးတခြားနိုင်ငံကူးဖို့စဉ်းစားတယ်တခြားနိုင်ငံဆိုတဲ့နေမှာအခုချိန်မှာမျိုးကြီးလေဟိုမျိုးကြီးလက်ထဲမှာလည်းပြည်စုံတဲ့အမောင်မရှိသေးတဲ့အတွက်မျိုးဘယ်နိုင်ငံသွားမယ်ဆိုတာတော့အခုလက်ရှိမှာအလုံများနေရလဲပါတာပေါ့နော်အာအရင်ပလန်မချရသေးဘူးဒါပေမဲ့မျိုးကြီးအဲ့လိုနိုင်ငံတစ်ခုကိုရှာဖို့ပေါ့နော်ဘယ်နိုင်ငံသွားရင်စိတ်ဝင်စားလဲအေရှားအေရှားပဲလားအေရှားတော့မဟုတ်ဘူးအဲ့အဲ့ဒီတော့ပဲ အေးရှာလားယူရိုပ်ဖက်တော့စဉ်းစားတာအေးရှာဒုတ်တန်နေတာနော်ယူရိုပ်ကကြာနေတာဟုတ်လား ဒါပေမဲ့အဲအဓိကကကွနလို့အဲ့လာပါလဲဆိုတော့မျိုးကြီးကွနလို့လို့အကြံဉာဏ်နေလိုက်တောင်းကြည့်မယ်စုံစမ်းကြည့်မယ်အဓိကအိတ်စတက်ကိုမရောက်သေးဘူးမျိုးကြီးအဲအခုမျိုးကြီးအလုပ်တွေပါအောင်မျိုးကြီး manage လုပ်နေရပေါ့နော်ဘာလို့ဆိုတော့အဲ့ကြာရင်မျိုးကြီးလိုက်စုံစမ်းကြည့်မယ်ပေါ့နော်ဘာလေးဘလို့လေးအရှင်းပြေလဲဘာလားပေါ့နော်အခုရှေ့ရလဲမျိုးကြီးအကြံဉာဏ်နေတောင်းအောင်မှာဟိုမေးကြည့်အောင်မှာပေါ့ဆိုတော့အကိုကကြတော့ social မှာအများကြီးသိတယ်ပြီးလို့ရှင်လဲဘာပြောမျိုးမျိုးကြီးတစ်အများကြီးသိရကွာဆိုတော့ဆိုတော့ဟိုအခုရှေ့ရလဲအကြံဉာဏ်လိုချင်တယ်ဆိုတော့ အမျိုးမျိုးလည်းပြုတ်ပြအောင်ပြောမယ်ပြောမယ်ကဲဆရာမျိုးဟမ်နားဆောင်ရအရန်ကောင်းတယ် thank you ပါ story တွေ share လုပ်တဲ့အတွက်ဟုတ်